ျွန်တော်တို့အီရန်နိုင်ငံက Fordo, Nadans နဲ့ Isfahan ပါဝင် nuclear scan သုံးခုကိုအလွန်အောင်မြင်တဲ့တိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပြီးပါပြီ။လေယာဉ်တွေအားလုံးအီရန်လေပိုင်တပ်ကနေထွက်ခွာခဲ့ပြီးပါပြီ။အဓိကနေရာဖြစ်တဲ့ Fordo ဘော်ကိုဘုံပြေဆုံးကျဲချခဲ့ပါတယ်။လေယာဉ်တွေအားလုံးအခုဆိုရင်ဘေးကင်းစွာပြန်နေပါပြီ။ကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့ American စစ်တီတော်တွေကိုဂုဏ်ယူပါရစေ။ကမ္ဘာပေါ်မှာဒီလိုလုံနိုင်တဲ့တခြားစစ်တပ်မရှိပါဘူး။ အခုဟာငိမ့်ငိမ့်ရေးအတွက်အီရန်အနေနဲ့ဆွေးနွေးရမယ့်အချိန်ပါပဲဒီကိစ္စအတွက်တင်းရဲ့အာယုံဆိုင်မှုကိုကျေးဇူးတင်ပါတယ်ဒါကမြန်မာစံတော်ချိန်ဒီမနက်အစောပိုင်းမှာပဲ Trump တယောက်သူ့ရဲ့ Twitter မှာ ပြောလာခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ယင်ဗီဒီယိုမှာပြောခဲ့ပူပြီးပါပြီအမေရိကန်ကြီးကဒါကိုစနစ်တကျနဲ့ဘယ်သူမှမသိအောင်တိတ်တိတ်လေးလုပ်သွားခဲ့တာပါအခုဒီဗီဒီယိုမှာတော့အရိတိုက်ခိုက်မှုရဲ့အသေးစိတ်အချက်အလက်တွေနောက်ဆက်တွဲပါရီဖြစ်လာနိုင်မလဲ။ ဒေတာရင်းရောကဘာပေါ်မှာပါဘလို့တက်ရောက်မှုတွေရှိနိုင်လဲအီရန်ရဲ့မဟာမိတ်တွေပါဝင်လာနိုင်ခြေဘလောက်ရှိလဲပြီးတော့ငိမ့်နေရေးအတွက်ဘလို့စိန်ခေါ်မှုတွေရှိနေလဲဆိုတာကိုပြောပြပေးသွားမှာပါဒီဖြစ်ရပ်တွေကရှေ့လယ်ပိုင်းရဲ့အနာဂတ်နဲ့ကမ္ဘာလုံးချုပ်ရေးအတွက်ဘလို့အကျိုးတက်ရောက်မှုတွေရှိလာမလဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပါသမရထရန်ကအီရန်မှာရှိတဲ့နျူကလ িয়ার ဆက်ရုံ၃ခုဖြစ်တဲ့ Fordo, Nadans နဲ့ Isfahan တို့ကို အောင်မြင်စွာလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။အဓိကဆက်ရုံဖြစ်တဲ့ဖော်ဒိုဘော်ကိုဘုံပြည့်စုံချခဲ့ပြီးအမေရိကန်လေရင်အလုံးအီရန်လေပိုင်တပ်ကနေဘေးကင်းစွာထွက်ခွာသွားပြီလို့လည်းဆိုပါတယ်။ဒီလှုပ်ဆောင်ချက်ဟာအီရန်နိုင်ငံတွင်းကိုပထမဆုံးချိန်တိုက်ရိုက်အမေရိကန်စစ်ရေးတိုက်ခိုက်မှုဖြစ်လို့သမိုင်းဝင်အခိုက်အတန့်တစ်ခုဖြစ်ပါတယ်။အမေရိကန်ဟာ1989ခုနှစ်တန်ယုံတစားကန်အကြက်တဲကလေးကအီရန်ကို စိုးရိမ်ပူပန်မှုတွေရှိခဲ့ပါတယ်။ အရင်ကလည်းစည်ရေးရဝင်ရောက်ဆက်ဖက်ဖို့စဉ်းစားခဲ့ပူပြီးနှစ်နိုင်ငံကြားကြာမြင့်နေပြီဖြစ်တဲ့တင်းမာမှုတွေကိုမီးမောင်းထိုးပြနေပါဗျ။အီရန်ပြည်မှတ်တွေကိုစစ်ရင်အာဏာတိုက်ခိုက်ခဲ့တာဟာဒေတာရင်းမှာအရင်ကအမေရိကန်ရဲ့လုံဆောင်မှုတွေနဲ့နှိုင်းယှဉ်ရင်အခြေအနေပုံပုံမြင့်တက်လာတာကိုပြသနေပါဗျ။ဟော်မူးစ်ရေလကြားနီမှာအမေရိကန်ရေတပ်တပ်ဖွဲ့ဝင်တွေတပ်ဖြန့်ထားတာဟာအီရန်ကရေကြောင်းသွားလာမှုကိုအနှောက်အယှက်ပေးဖို့ကြိုးစားလာရင်အသင့်တုံ့ပြန်နိုင်မှုရှိရပါဗျ။ အနာဂတ်မှာစီးရီးယားဆောင်ရွက်မှုတွေဟာအီရန်တောင်ပိုင်းကဘန်ဒါအက်ဘက်စ်လိုနေရာတွေလိုပြစ်မှတ်ထားပြီးအ धिक ကမ္ဘာကြီးနဲ့လမ်းကြောင်းဖြစ်တဲ့ရေလက်ကြောင်းကိုပိတ်ဆို့ဖို့ကြိုးစားတာမျိုးလိုတားဆီးဖို့ဖြစ်နိုင်တယ်လို့လည်းခန့်မှန်းရပါတယ်။အီရန်ရဲ့တုံ့ပြန်မှုကတော့အ धिक စောင့်ကြရမယ့်အချက်ဖြစ်နေသေးပါအချို့စည်ရေးလိလာသူတွေကအီရန်ရဲ့နျူကလ িয়ার ဆွမ်းရည်တွေကိုတိုက်ခိုက်ခံရပြီးနောက်ပိုင်းမဟာပြူအမြောက်ရွေးချယ်စရာတွေဟာအလွန်မင်းကသက်ခံရတယ်လို့ဆိုကြပါပေမဲ့အီရန်ဆိုရကတော့၎င်းတို့ရဲ့နျူကလ িয়ার ဆက်ရုံတွေကိုတိုက်ခိုက်တာဟာ အနီရောင်မြင်းတစ်ခုဖြစ်ပြီးအစ္စရေးကိုကူညီတဲ့မြည်သိနိုင်ငံမဆိုတရားဝင်ပြစ်မှတ်ဖြစ်လာမယ်လို့အရင်ကကြေညာထားခဲ့ပါတယ်။ဒါရိုက်စရေးလက်တုံ့ပြန်မှုရောရိုးရိုးပုံမှန်မဟုတ်တဲ့တုံ့ပြန်မှုတွေပါဖြစ်ပေါ်လာနိုင်ပါတယ်။နိုင်ငံရေးအရဆိုရင်နိုင်ငံတစ်နိုင်ငံကိုတိုက်ခိုက်ခံရတဲ့အခါပြင်ပချိန်ချောင်းမှုကိုစန့်ကျင်မှုပြည်သူတွေစီးလုံးညီညွတ်ပြီးအလံပပတ်တွေမှာစုယုံနေရှိပါတယ်။ဒါပေမဲ့အစ္စရေးကတော့အီရန်ဆိုရရဲ့အားနည်းချက်တွေနဲ့ ပြည်ရင်းမကျေနပ်မှုတွေကိုမိမောင်းထုတ်ပြဖို့စိတ်ပိုင်းဆိုင်ရာလှုံ့ဆော်မှုတွေကိုတက်ကြွသွားလှုံ့ဆော်နေခဲ့ပါတယ်။အီရန်ရဲ့နျူကလ িয়ার စွမ်းအင်တွေကိုဖျက်ဆီးလိုက်တာဟာအစိုးရအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပြီးအီရန်ပြည်သူတွေအနေနဲ့၎င်းတို့အစိုးရရဲ့မဟာဗျူဟာမြောက်ထိရောက်မှုနဲ့အနာဂတ်ကိုမေးခွန်းထုတ်လာနိုင်ပါတယ်။တမိုင်းရလည်းအဲ့ဒီလိုဖိအားတွေဟာပထမကမ္ဘာစစ်တွင်ရုရှားမှာဖြစ်ခဲ့သလိုပဲပြည်သူတွေရဲ့သဘောထားအပြောင်းအလဲကိုဖြစ်ပေါ်စေခဲ့ပါတယ်။သမရထရန်ရဲ့ အီရန်အနေဖြင့်ယခုစစ်ပွဲကိုအဆုံးသတ်ရန်သဘောတူရမည်ဆိုတဲ့ကြေညာချက်ဒီကြေညာချက်ထုတ်ပြီးတော့ယခုငြိမ်းချမ်းရေးအတွက်အချိန်ရောက်ပြီဆိုတဲ့သကလုံးတွေဟာအငြင်းခံမှုတောင်းဆိုချက်ကိုပြသနေပါတယ်။ဒါဟာဒုတိယကမ္ဘာစစ်ဘီကဖြစ်ရတဲ့နယ်ဆင်တူတဲ့ပြင်းထန်တဲ့ရည်တည်ချက်တစ်ခုပါပဲ။အစ္စရေးကလည်းအီရန်ရဲ့အငြင်းခံမှုကိုလိုလားနိုင်ပေမဲ့စစ်ရေးအရာအီရန်ရဲ့နျူကလ িয়ার ဆွမ်းရည်ကိုဖျက်ဆီးပစ်ဖို့ဆိုတဲ့အဓိကရည်မှန်းချက်ကတော့အများအားဖြင့်အောင်မြင်ခဲ့ပြီလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့အီရန်ကတခြားနည်းလမ်းတွေနဲ့အစုလိုက်ပြုံလိုက်ဖြက်စီးရေးလက်နက်တွေထုတ်လုပ်ဖို့ကြိုးစားလာနိုင်တယ်ဆိုတဲ့စိုးရိမ်မှုတွေကတော့ရှိနေသေးပါအရှေ့လေပိုင်းကတမိုင်းကြောင်းဥပမာ အီရန်နဲ့ဆီးရီးယားရဲ့နျူကလ িয়ার ရည်မှန်းချက်များကိုကြည့်ရင်ဒါကိုတွေ့ရပါတယ်နောက်လာမယ့်မြည်သည့်ဆုံးဖြတ်ချက်မှမဆိုအီရန်ကနျူကလ িয়ার လက်နက်ကောင်ထုတ်လုပ်ဖို့ကြိုးစားခြင်းကိုစွန့်လျုံတာမကထုတ်လုပ်နိုင်ခြင်းမရှိစေဖို့တေချာသည်မဲ့ခိုင်မာတဲ့အာမခံချက်တွေလိုအပ်လာပါလိမ့်မယ်ဒီအာမခံချက်တွေဟာအရင်က JCPOA Joint Comprehensive Plan of Action မှာပါဝင်တာတွေထပ်ပုံမတင်ကြလိမ့်မယ်လို့ယူဆရပါတယ်။လက်ရှိစစ်ပွဲဟာ Israel နဲ့ Iran တို့ကြားအဓိကဖြစ်ပွားနေတာဖြစ်ပြီး American ကတော့ဓာတ်ရိုက်စည်ရေးတိုက်ခိုက်မှုတွေနဲ့ပတ်သက်လာပါပြီ။ဒီပါဝင်ပတ်သက်မှုကတကြိမ်နဲ့လှုပ်ဆောင်ပြီးပြီလားဒါမှမဟုတ်ပုံမကျဲ့ပြက်နဲ့အမေရိကန်ပါဝင်တဲ့ပြည်ပခါတစ်ခုထိတိုးချဲ့သွားမလားဆိုတာကအဓိကမေးခွန်းဖြစ်ပါတယ်။အီရန်ရဲ့နောက်ထပ်လှုပ်ဆောင်မှုတွေက စစ်ပွဲရဲ့နိုင်ငံကိုများစွာလွှမ်းမိုးပါလိမ့်မယ်။အီရန်ကသူတို့ရဲ့ဒဏ်ရာတွေကိုရှာနေရပြီးအမေရိကန်တွေကိုထပ်မံထိတ်တိုက်ရင်ဆိုင်ခြင်းကိုရှောင်ရှားဖို့ရွေးချယ်နိုင်တယ်လို့အချို့ကယုံကြည်ကြပါပဲ။အီရန်ဆိုရရင်မခံမနိုင်တဲ့လှုပ်ဆောင်မှုတွေကြောင့်အကျိုးဆက်ကမရရသေးပါဘူး။အစ္စရေးမှာလည်းအနာဂတ်မှာမပေါ်ပေါက်သေးတဲ့နည်းပညာအချို့ရှိနေနိုင်ပြီးထပ်မံ၍မမျှော်လင့်ထားသောအခြေအနေများဖြစ်ပေါ်လာနိုင်ပါတယ်။မြေပေါ်မှာမြင်တွေ့ရတဲ့ Isfahan, Nadangs နဲ့ ဖော်ဒိုပါဝင်အီရန်ရဲ့အထူးကနျူကလ িয়ার ဆက်ရုံတွေကိုလေ့လာကြည့်တဲ့အခါမှာမေးစရာကောင်းတဲ့မေးခွန်းတစ်ခုပေါ်လာပါတယ်။အဲဒါကတော့ဒီဆက်ရုံတွေအထူးသဖြင့်ဖော်ဒိုနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေများပြားရှိနေတဲ့အတွက်အီရန်ဘက်ကတိုက်ခိုက်မှုမဖြစ်ခင်မှာသက်ဆိုင်ရာဆက်ပစ္စည်းတွေကိုရွှေ့ပြောင်းမှုအချိန်ရခဲ့သလားဆိုတာပါပဲ။ဒီမေးခွန်းဟာအစ္စရေးရောအမေရိကန်မှာအလေးနက်ထားစဉ်းစားခဲ့တဲ့မေးခွန်းဖြစ်ပါတယ်။ဒီလိုရွှေ့ပြောင်းမှုတွေရှိမရှိစစ်ဆေးအတည်ပြုဖို့ ပြင်းထန်တဲ့ထောင်လင်းရေးစုဆောင်မှုတွေလုပ်ခဲ့တယ်လို့ယုံကြည်ရပါတယ်။ဒါပေမဲ့အစ္စရေးကစတင်တိုက်ခိုက်ပြီးလေကြောင်းတာသီးရသွားပြီဖြစ်တဲ့အခြေအနေမျိုးမှာအီရန်ကတခုခုကိုရွှေ့ပြောင်းမှုကြိုးစားခဲ့ရင်တော့အစ္စရေးနေနဲ့လေကြောင်းကနေဖြစ်စီမြေပြင်မှာရှိတဲ့သူတို့ရဲ့အင်အားစုတွေနဲ့ဖြစ်စီဝင်ရောက်ဟန်တာဖို့အစီအစဉ်တွေရှိနေမှာပါ။အစ္စရေးဟာဒီလိုအခြေအနေမျိုးတွေကိုသူတို့ရဲ့စီမံကိန်းတွေမှာထည့်သွင်းစဉ်းစားထားပြီးဖြစ်မှာသိကြပါတယ်။အကယ်၍များအီရန်ကအစိပ်ပိုင်းတွေကိုတခြားနေရာကိုရွှေ့ပြောင်းမှုကြိုးစားခဲ့ရင် အဲ့ဒီရွှေပြောင်းတဲ့ရင်တန်းဒါမှမဟုတ်တခြားအရာတွေဟာတိုက်ခိုက်ခံရမှာဖြစ်ပါတယ်လက်ရှိအချိန်ထိတော့အဲ့ဒီလိုရွှေပြောင်းမှုတွေမရှိသေးဘူးလို့ယူဆရပါတယ်ဖော်ဒိုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အီရန်နေနဲ့စက်ပစ္စည်းတွေကိုရွှေပြောင်းမှုကျူးလာမယ်ဆိုရင်ဘလောက်အန္တရာယ်ရှိမလဲဆိုတာစဉ်းစားရမှာဖြစ်ပါတယ်အကယ်၍သူတို့အဲ့ဒီပစ္စည်းတွေကိုမြေအောက်ကနေမြေပြင်ပေါ်ကိုရွှေပြောင်းမှုကျူးလာခဲ့ရင်အန္တရာယ်ကအလွန်မြင့်မာပါလိမ့်မယ်အစ္စရေးကတွေ့တာနဲ့ချက်ချင်းဝင်ရောက်တိုက်ခိုက်မှာဖြစ်ပါတယ် ်ဒီတိုက်ခိုက်မှုဟာအစ္စရေးနဲ့အီရန်စစ်ပွဲရဲ့ကိုးရမြောင်ကြမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတီဟရန်ဘက်ကအမေရိကန်တပ်ဖွဲ့တွေနဲ့စစ်ရေးအဆောက်အုံတွေကိုလက်တုံ့ပြန်တာမျိုးဖြစ်ပေါ်လာနိုင်ပါတယ်။အစ္စရေးရဲ့နျူကလ িয়ার စီစဉ်ကိုဖြုတ်ခွဲဖို့ကြိုးပမ်းရမှာအစ္စရေးကိုဓာတ်ရိုက်ကူညီဖို့ဆုံးဖြတ်လိုက်တာဟာအရှိလေပိုင်းမှာသမိုင်းဝင်အရှိန်မြင့်တင်မှုတစ်ခုဖြစ်ပါတယ်။အမေရိကန်လေယာဉ်တင်သင်းမော်တွေဒေတာရင်းမှာရှိနေခြင်းနဲ့သမ္မတထရန့်ကနယူးဂျာစီကနေခီးစဉ်ကိုရုတ်တရက်ဖြတ်ပြီးဝါရှင်တန် DC ကိုပြန်ခဲ့ခြင်းတွေက ဒီလိုစည်ရေးလှုပ်ဆောင်မှုတစ်ခုဖြစ်ပေါ်လာနိုင်ကြကိုဖော်ပြနေခဲ့ပါတယ်။အရင်တုန်းကအချိန်သာပြောပြလိမ့်မယ်လို့ပြောခဲ့ပေမဲ့တိုက်ခိုက်မှုရဲ့နိုင်ဝက်သို့မဟုတ်တနားရီအကြာမှာတော့တိုက်ခိုက်မှုအောင်မြင်ခဲ့ပြီလို့ထရန့်ကတီးပြခဲ့ပါတယ်။အီရန်ဘက်ကတုံ့ပြန်မှုကတော့အရေးကြီးပါတယ်။သူတို့အနေနဲ့တိုက်ခိုက်ခံရတဲ့စစ်ရုံတွေဟာအမေရိကန်ပြောသလောက်ပျက်စီးမှုမရှိဘူးလို့ညင်းဆိုနိုင်တယ်လို့သူတို့ရဲ့နျူကလ ియర్ စစ်ရုံတွေကိုတိုက်ခိုက်တာဟာစစ်ပွဲလို့ကြေညာထားတဲ့အတွက်စစ်ရေးအရလက်တုံ့ပြန်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ ီလိုဆိုရင် American ပြည်ထောင်စုဟာဒီစစ်ပွဲတွေကိုတရားဝင်ပါဝင်လာတာဖြစ်ပါတယ်။သမ္မတ Trump ကအခုငြိမ်းချမ်းရေးအတွက်အချိန်ရောက်ပြီလို့ပြောတာဟာသူတို့လိုချင်တဲ့တိုက်ခိုက်မှုတွေကိုလှုံ့ဆော်ခဲ့ပြီးဖြစ်လို့ဆက်တိုက်ခိုက်ဖို့မလိုလားတော့ဘူးလို့ဆိုလိုတာလား။ဒါမှမဟုတ်ဒါဟာ American ရဲ့ Iran နဲ့ရေရှည်စစ်ပွဲမှာပါဝင်ပတ်သက်မှုရဲ့အစပဲလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်ရအောင်မှာဖြစ်ပါတယ်။သမ္မတ Trump ကညစင်နာကြီးရှေ့တိုင်းစံတော်ချိန်မှာနိုင်ငံတော်ကိုမိန့်ခွန်းပြောကြမယ်လို့လည်းကြေညာထားတာကြောင့် ူ့ရဲ့စကားတွေကိုစောင့်ဆိုင်းနားထောင်ရပါဦးမယ်။ဒီလိုနျူကလ িয়ার ဆက်ရုံတွေကိုပုံကျဲတာဟာကောင်းမွန်တဲ့ရွေးချယ်မှုမဟုတ်ပေမဲ့ American စစ်တပ်ကဒါကိုလုပ်ခဲ့ပြီးပါပြီ။ Iran ရဲ့တုံ့ပြန်မှုနဲ့ Israel ရဲ့တုံ့ပြန်မှုတွေကိုလည်းစောင့်ကြည့်ရပါလိမ့်မယ်။ American ရဲ့တိုက်ခိုက်မှုကြောင့် Iran ဘက်ကပြန် တုံ့ပြန်မှုတွေပေါ်လာနိုင်ပြီးအခြေအနေတွေပိုဆိုးလာနိုင်ပါတယ်။ Iran ကသူ့ရဲ့နျူကလ িয়ার ဆက်ရုံတွေတိုက်ခိုက်ခံရတာကိုအနည်းအောင်မြင်လို့သတ်မှတ်ထားတာကြောင့်ပြင်းထန်တဲ့တုံ့ပြန်မှုတွေလှုပ်လာနိုင်ပါတယ်။ ဒါတွေဟာဓာတ်ရိုက်စည်ရေးတုံ့ပြန်မှုတွေစိုက်ဘာတိုက်ခိုက်မှုတွေဒါမှမဟုတ်ဒေတာရင်းမဟာမိတ်ဖွဲ့တွေကတဆင့်လုပ်တဲ့ကိုယ်စားလှယ်စစ်ပွဲတွေဖြစ်နိုင်ပါတယ်။အီရန်ရဲ့ Islamic တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကဒေတာရင်းမှာရှိတဲ့ American တပ်ဖွဲ့တွေနဲ့စည်ရေးခြေဆိုင်စခန်းတွေကိုပိတ်မှတ်ထားလာနိုင်ပြီးပဋိပက္ခနယ်ပယ်ကိုပုံမိုကျပြန့်လာနိုင်ပါတယ်။ဟော်မူစီရာဂျာကကမ္ဘာ့ရင်းနှံပို့ဆောင်ရေးရဲ့အဓိကလမ်းကြောင်းမို့လို့အီရန်ကပိတ်ဆို့ဖို့ကြိုးစားရင်ကမ္ဘာ့ရင်းနှံဈေးတွေတိတိတသားမြင့်တက်လာပြီး ကမ္ဘာစီးပွားရေးကိုအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။စားသုံးသူဈေးနှုန်းတွေမြင့်တက်လာတာငွေကြေးဖောင်းပွားမှုနဲ့စီးပွားရေးနှိမ့်ကွင်းမှုတွေဖြစ်လာနိုင်ပါတယ်။ဆီးရီးယား၊ယီမင်၊လက်ဘနွန်၊အီရတ်စတဲ့နိုင်ငံတွေမှာရှိတဲ့အီရန်ထောက်ခံတဲ့အဖွဲ့အစည်းတွေဟာအစ္စရေးဒါမှမဟုတ်အမေရိကန်ရဲ့အကျိုးစီးပွားတွေကိုပိတ်မှတ်ထားတိုက်ခိုက်လာနိုင်ပါတယ်။ဥပမာအားဖြင့်လက်ဘနွန်ကဟစ်ဘိုလာနဲ့ယီမင်ကဟူသီတပုံတွေလိုအဖွဲ့တွေရဲ့ပါဝင်မှုကြောင့်ဒေတာရင်းပဋိပက္ခတွေပုံမှန်နှိုင်းလာနိုင်ပါတယ်။ စစ်ပွဲတွေပြင်းထန်လာရင်လူသိန်းချီထွက်ပြေးရပြီးကြီးမားတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တွေပေါ်လာနိုင်ပါတယ်။အိန္ဒိယနိုင်ငံတွေဟာဒီဒုက္ခသည်တွေကိုလက်ခံဖို့ဖိအားတွေကျင်းဆိုင်ရမှာပါ။အမေရိကန်ရဲ့လုံဆောင်ချက်ကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုကိုတားဆီးဖို့ယူရတာဖြစ်ပေမဲ့နျူကလ িয়ার စစ်ပွဲဖြစ်ဖို့အခွင့်အလမ်းကအလွန်နေပါစေပါ။လက်ရှိမှာအီရန်မှာနျူကလ িয়ার လက်နက်ရှိတယ်လို့အတည်မပြုနိုင်သေးပါဘူး။အမေရိကန်ရဲ့တိုက်ခိုက်မှုကသူတို့ရဲ့ထုတ်လုပ်မှုအစီအစဉ်ကိုဟန့်တားဖို့ရည်ရွယ်ထားတာပါ။ ကုလသမဂ္ဂ UN နဲ့အပြည်ပြည်ဆိုင်ရာအမှုမြွှေဆိုင်အေဂျင်စီ IAEA တို့လို နိုင်ငံတကာအဖွဲ့အစည်းတွေကနျူကလ িয়ার လက်နက်မပြန့်ပွားရေးနဲ့တင်းမာမှု short ချရေးအတွက်ဖိအားပေးလာနိုင်ပါတယ်။တရုတ်နဲ့ရုရှားလိုနိုင်ငံတွေကလည်းဒေတာရင်းတည်ငြိမ်မှုကိုလိုလားကြပါတယ်။နျူကလ িয়ার စစ်ပွဲဟာဘယ်နိုင်ငံအတွက်မဆိုကပ်ဘေးကြီးဖြစ်မှာသိကြပါတယ်။ဒါကြောင့်ဘယ်နိုင်ငံကမှစတင်လို့မဟုတ်ပါဘူး။ကမ္ဘာစီးပွားရေးပါပြိုလဲသွားနိုင်ပါတယ်။ဒါပေမဲ့ ီရန်ကနျူကလ িয়ার လက်နက်ဖော်ထုတ်ဖို့တကယ်ကြိုးစားပြီးတင်းမာမှုတွေဆက်မြင့်တက်လာရင်တော့အစ္စရေးနဲ့အမေရိကန်ကလက်ခံမှာမဟုတ်ပါဘူးဒီအခြေအနေကကမ္ဘာလုံးဆိုင်ရာပဋိပက္ခကို ဖြစ်ပေါ်စေနိုင်တဲ့အလားအလာဖြစ်ကြံရှိနေစေပါပဲအီရန်နဲ့အစ္စရေးကြားအခြေအနေတွေတင်းမာလာတဲ့အခါမှာအီရန်ရဲ့ဒေတာရင်းမဟာမိတ်တွေပါဝင်လာနိုင်ခြင်းကပဋိပက္ခကိုပိုပြီးရှုပ်ထွေးသွားစေနိုင်ပါတယ်အီရန်ရဲ့အထက်မဟာမိတ်ကတော့လက်ဘနွန်ခြေဆိုင်ဟစ်ဘူလာပါပဲ။ သူတို့စီမှာအစ္စရေးကိုလက်တုံပြန်မှုဒုံးကြီးတွေအများကြီးရှိပါတယ်။ဂါဇာကမ်းမြောင်နဲ့အနောက်ဘက်ကမ်းကဟားမတ်စ်နဲ့တခြားပါလက်စတိုင်းဖွဲ့တွေဟာလည်းအီရန်ရဲ့ထောက်ပံ့မှုကိုရထားပြီးအစ္စရေးကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ဒါအပြင်ယီမန်ကဟူတီတပုံတွေဟာလည်းအီရန်ရဲ့ထောက်ခံမှုနဲ့ပင်လယ်နီမှာယီနန်နေသင်းမောတွေနဲ့အမေရိကန်အကျိုးစီးပွားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နိုင်ပါတယ်။ဒါကကမ္ဘာကုန်သတ်ရေးကို ထိခိုက်စေနိုင်ပါတယ်။ဆီးရီးယားဆိုရနဲ့ယူရက်မှာရှိတဲ့ အီရန်လိုလားတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းသူတို့နယ်မြေတွေကနေတဆင့်အစ္စရေးဒါမှမဟုတ်အမေရိကန်အကျိုးစီးပွားတွေကိုတိုက်ခိုက်လာနိုင်ပါတယ်။ဒီမဟာမိတ်တွေပါဝင်လာပြီးဆိုရင်တော့ပဋိပက္ခကဒေတာရင်းနိုင်ငံအများပြားကိုပြန့်နှံ့သွားနိုင်ပြီးပိုးရှုပ်ထွေးတဲ့စစ်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါဟာအစ္စရေးနဲ့အမေရိကန်တို့စိန်ခေါ်မှုအသစ်တွေဖန်တီးပြီးစစ်ရေးအရာအဖြေရှာဖို့ပိုခက်ခဲစေပါလိမ့်မယ်။အရှေ့လေပိုင်းဒေတာမှာအခုလိုခြေနေတွေရှုပ်ထွေးတင်းမာနေတာဟာ ကမ္ဘာကောင်းဆောင်တွေအတွက်အရန်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့ဖိအားပေးနေပါပြီ။အီရန်ရဲ့တုံ့ပြန်မှုပုံစံအစ္စရေးရဲ့နောက်ထပ်လှုပ်ဆောင်မှုတွေနဲ့နိုင်ငံတကာတာဝန်ရေးရာကြိုးပမ်းမှုတွေပေါ်မူတည်ပြီးဒီပဋိပက္ခရဲ့လမ်းကြောင်းကပြောင်းလဲသွားနိုင်ပါတယ်။အီရန်ရဲ့နျူကလ িয়ার ဆက်ရုံတွေတိုက်ခိုက်ခံရတာဟာအနီရောင်မြင်းလို့သတ်မှတ်ထားတာကြောင့်ဒိုက်ရိုက်ဆက်ဆင်ရေးတုံ့ပြန်မှုတွေစိုက်ဘာတိုက်ခိုက်မှုတွေဒါမှမဟုတ်ဒေတာရင်းမဟာမေတွေကတဆင့်လှုပ်တဲ့ကိုယ်စားလှယ်စစ်ပွဲတွေအဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် Hormuz ရေလက်ကြောင်းကိုပိတ်ဆို့ဖို့ကြိုးစားလာမယ်ဆိုရင်ကမ္ဘာကြီးနဲ့ဈေးတွေတိတိတသားမြင့်တက်လာပြီးကမ္ဘာစီးပွားရေးကိုအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ဒီလိုအခြေအနေတွေဟာလူသိမ်းချီထွက်ပြေးရပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကျပ်တဲတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။နိုင်ငံကအဖွဲ့အစည်းတွေနဲ့တရုတ်ရုရှားလိုနိုင်ငံကြီးတွေကနျူကလ িয়ার လက်နက်မပြန့်ပွားရေးနဲ့တင်းမာမှုလျှော့ချရေးအတွက်ဖိအားပေးလာနိုင်ပေမဲ့အီရန်ကနျူကလ িয়ার လက်နက်ပေါ်ထုတ်ဖို့ဆက်လက်ကြိုးစားနေမယ်ဆိုရင်တော့အစ္စရေးနဲ့အမေရိကန်ကလက်ခံမှာမဟုတ်ပါဘူး။ ဒါဟာကမ္ဘာလုံးဆိုင်ရာပြိပခတ်ကိုဖြစ်ပေါ်စေနိုင်တဲ့အလားအလာတစ်ခုဖြစ်ကြံရှိနေပါသေးတယ်။အရှေ့လေပိုင်းဒေသရဲ့အနာဂတ်နဲ့ကမ္ဘာလုံးကျုံရေးဟာဒီပြိပခတ်ရဲ့ရလဒ်တွေပေါ်များစွာမူတည်နေရမှုနောက်ဆက်တွဲအခြေအနေတွေကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်နေရအောင်ပါပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။